ဖះဘောမတည့်ရဘူးဆိုတာဗမာတွေရဲ့ tradition ပဲဒီမှာ tradition လို့ပြောလိုက်ရင်ရတယ်ကျွန်တော်တို့ tradition နဲ့တက်ခွင့်မပေးပါဘူးမြတ်စွာဘုရားကတော့ဒါမျိုးခေါ်ရတာမဟုတ်ဘူးမဟုတ်ဘူးမြတ်စွာဘုရားတော့မဟုတ်ဘူးဒီမှာဗျာသူတည့်ရတယ်မတည့်ရဘူးဆိုတာဒီမှာဗျာအဲ့ဒါ guide တွေကိုဖုန်းဖုန်းတစ်ခါပြောဦးတယ်ဒီမှာဗျာဖုန်းစီကိုမက္ကဆီကိုကဗိုလ်ရဘာသာဖြစ်ခါစားလူ30လောက်ရောက်လာဘူးတယ် အမျိုးသမီးမဝင်ရဆိုဆိုင်ဘုတ်ဖျားကြီးမန္တလေးမဟာမုဏိဖျားကြီးမှာအမျိုးသမီးမဝင်ရဆိုကဏ္ဍကုရိတိုက်ထဲမဝင်ရဘူးဆိုတာတမဆာရန်ရေးထားတဲ့ပုံမှာမကြည်မနှက်ဖြစ်တယ်တမဖျဒါဗုဒ္ဓဘာသာလားလို့ဆိုဘုဘုကဒါဗုဒ္ဓဘာသာမဟုတ်ပါဘူးလို့ဗုဒ္ဓဘာသာနဲ့မဆိုင်ပါဘူးညမလူမျိုးတွေရဲ့ tradition မှာလို့တမဖျအကျင့်သက်တာအဲ့ဖြစ်ကျင့်သက်တယ်တမဖျ tradition တင်ပါဗျာသူတို့မှာလည်း tradition တွေရှိတာတင်ပါဗျာတင်ပါဗျာ tradition တို့တလေထုံးတန်းစင်လာတို့ဒါလိုက်နိုင်အောင်တလေထုံးတန်းစင်လာပဲလေတင်ပါဗျာလူမျိုးတွေမှာတယောက်နဲ့တယောက်တူမမတူတာသူတို့လည်းသူတို့တလေထုံးတန်းစင်လာတွေရှိတာတင်ပါဗျာဖခင်ကတော့မဟုတ်ပါဘူးတရားတင်ပါဗျာဖခင်ကမျိုးသားမျိုးသမီးဒီသမုဒိသစ္စာပိုင်းမှာသာမြတ်စွာဘုရားကသမုဒိသစ္စာပိုင်းကျတော့ tradition ကိုလိုက်နာတင်ပါဗျာ tradition ကိုလိုက်နာ အမျိုးသားအမျိုးသမီးနဲ့ပတ်သက်ပြီးတော့ဘိက္ခုနီတွေကိုရုပ်တရက်ခွင့်မပြုတာဒါ tradition နဲ့ဆိုင်တယ်တမပါဗျာမိရတော်ကောရမီကဘိက္ခုနီဝတ်လာပြီးတော့ဖျားဆီကိုလာတောင်းဆိုတာတခုရှိတယ်တမပါဗျာမြတ်စွာဘုရားကြွတင်ပြီးတော့သတ်မှတ်ထားတဲ့စီကံချက်တခုကပါရုံးစေအမျိုးသမီးဘိက္ခုနီသည်နှစ်ပေါင်းတရားပဲဝါတရားပဲသူ့ရဲ့တိတ်ခါရရရှမ်းဖြစ်တာနှစ်တရားပဲကြာပါစေခဏိမှယဟန်ဖြစ်တဲ့အမျိုးသားကို respect ပေးရမယ် ကာရောပြုရမယ်။တင်ပါဗျာတင်ပါဗျာ။အဲ့ဒါကိုမကြိုက်ဘူးသူတို့။တင်ပါဗျာ။အသက်ကြီးရှင်လိုက်ပဲမျိုးသားမျိုးသမီး respect ပေးရမယ်ဆိုတာကိုသူအကြည့်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဂျမန်မျိုးသမီးတယောက်ကဖုန်းဝန်းကိုလာပေးဘူးတယ်။တင်ပါဗျာ။ပေးတဲ့အခါကျတော့ဖုန်းဝန်းဖြေတယ်ဒါအိန္ဒိယနိုင်ငံမှာဖျားပွင့်တာနော်လို့အိန္ဒိယရဲ့ tradition ကိုကြည့်။အိန္ဒိယရဲ့ delay ထုံးတာစင်တာကို test နေတာ။မလို့အဖက်နဲ့ပြဿနာတက်အောင်မြတ်စွာဘုရားမလုပ်ဘူးလို့တင်ပါဗျာအကယ်၍ အမျိုးသမီးတွေကိုရှစ်ခိုးရမယ်အမျိုးသမီးကိုရှစ်ခိုးတယ်ဆိုလို့ရှိရင်အလုံးဝပြဿနာတက်လာဘာလို့လဲဆိုရင်အိန္ဒိယမှာအမျိုးသမီးကိုနေရာပေးတာမရှိဘူးရှိခဲ့တယ်ပါဗျာတမန်အဲ့ဒါကိုဖခင်ကနေရာပေးလိုက်လို့ရှိရင်ပြဿနာတွေကြီးကျက်တက်လာမလို့အဖဲနဲ့တက်တဲ့ပြဿနာလို့တမန်ပါဗျာသမုဒိသစ္စာပိုင်းမှာတော့အများလိုက်တဲ့တလေထုံတန်းစင်နာအတိုင်းမျက်စောဖခင်ကနေစေတယ်တမန်ပါဗျာနေစေပြီးတော့တကယ်အကြီးချင်းအနှစ်သာရပိုင်းရောက်တဲ့အခါကျတော့ ဒါကအမျိုးသားတွေသာသိနိုင်တဲ့အမျိုးသမီးမသိနိုင်ဘူးဆိုတော့အသိဉာဏ်ပိုင်းရောက်တဲ့အခါကျတော့ဒီလိုဟောတာမရှိဘူးတင်ပါဗျာအမျိုးသမီးရတဲ့အမျိုးသမီးဒီဘေခုနီဒီယဟန္တာဖြစ်သွားတယ်အမျိုးသားယဟန္တာဖြစ်သွားတယ်တင်ပါဗျာသူတို့ရဲ့ယဟန္တာဆိုတော့အရှိချင်းချင်းဟာအမျိုးသားပုံမြတ်တဲ့အမျိုးသမီးပုံမမြတ်ဘူးဆိုတာမရှိတော့တင်ပါဗျာတင်ပါအလုံးဟာ equality ပဲတင်ပါဗျာ equal ဖြစ်သွားတယ်တင်ပါဗျာအဲ့ဒီအဆင့်မှာမြတ်စွာဘုရားခွဲခြားမှုမရှိဘူးဒါကဘာလို့လဲဆိုရင် ဝိရိသစ္စာနဲ့မဆိုင်ဘူး tradition နဲ့မဆိုင်တော့ဘူးလေတင်ပါဗျာအနှစ်သာရပိုင်းကျတော့မြတ်စွာဘုရားမျိုးသားမျိုးသမီးတူတူပဲခွဲခြားဆက်ဆံမှုမရှိတော့ဘူးတမုဒိသစ္စာပိုင်းမှာတော့ tradition တွေရှိတယ်ရှိသည့်အတွက်ကြောင့် tradition အတိုင်းခွဲခြားထားတယ်တင်ပါဗျာတင်ပါဗျာအာအဲ့ဒါအပြစ်မဟုတ်ဘူးသူကမလို့မလို့ရင်မလို့ဘဲနဲ့ပြဿနာတွေတက်နေတယ်တင်ပါဗျာတင်ပါဗျာတင်ပါဗျာမြတ်စွာဘုရားအဲ့ဒါပဲ ဟုတ်ရင်ဖြစ်တာအဲ့လိုဘုံရှင်းပြလိုက်တော့အဲ့ဂျမန်မျိုးသမီးကြီးလည်းလက်ခံတော့ပါတယ်တမန်ပါတမန်